စီးတီးနဲ့ပွဲကြီးပွဲကောင်းမှာ အများကြီးညှော်လင့်ခံရတဲ့လီဗာပူးတိုက်စစ်အခင်းအကျင်းအားလုံးပဲမင်္ဂလာပါရှင်စပော့ကဘာကနေကြိုဆိုလိုက်ပါတယ်ဘဘူးတင်ကဒီတစ်ပတ်မှာကတော့တိုင်ပတ်ကောင်းကြီးဖြစ်တဲ့မက်ဆီတီအသင်းနဲ့ရှင်ပြိုင်သွားဖို့ရှိပါတယ် ဒီပွဲစဉ်အတွက်ထူးခြားချက်အနည်းငယ်ကတော့လီဗာပူးတိုက်စစ်မှုအီဆက်ဟာအသင်းနဲ့အတူလက်ချင်ရေးပြန်ဆင်းနေနိုင်တာပဲဖြစ်ပါတယ်။မန်စီးတီးနဲ့ပွဲစဉ်မှာပါဝင်လာနိုင်ခြင်းရှိမရှိကိုတော့အတိအကျမသိရသေးပေမဲ့လူစားဝင်ကစားသမားအဖြစ်တော့ပါဝင်လာနိုင်ခြင်းရှိနေပါတယ်။အခြားတစ်ဖက်မှာကလည်းလီဗာပူးရဲ့တိုက်စစ်မှုနေရာအတွက်အီကီတီကီကအဆင်သင့်ရှိနေပါတယ်။ပြေစာလည်းပဲဒီနေရာမှာကစားလို့ရနေပြီးတော့အခုလိုမျိုးအီဆက်လက်လက်ချင်ရေးပြန်ဝင်နိုင်ပြီဆိုတာကတော့အသင်းအတွက်သတင်းကောင်းတစ်ပုဒ်ပဲဖြစ်ပါတယ်ရှင်။ ီပွဲစဉ်ကိုပြည်သက်တီအားလုံးနှိပါးကသဘောကျနေပြီးတော့တေချာပေါက်စောင့်မျှော်ကြည့်ရှုခြင်းကြမှာဖြစ်တယ်လို့ပြည်သက်တီကလည်းချော်ပြေမှုအပြည့်အဝပေးစွမ်းတတ်တယ်ဆိုတာအရှိမတရကကြီးအများကြီးရှိပါတယ်။မန်စီးတီးနဲ့ပွဲစဉ်ဆိုရင်မိပြောက်ထားလို့မရတဲ့ကစားသမားကတော့ဘိုးဆာလာပါပဲ။မနစ်ကမန်စီးတီးနဲ့တွေ့တုန်းကဆာလာက တကိုးသွင်းပြီးတကိုးဖန်ပြီးပေးနိုင်ခဲ့တယ်လို့တစ်ဖွဲ့လုံးကလည်းအားဆိုင်ကစားကအသင်းမော်တွေကိုကူညီပေးခဲ့ကြောင်းအမ်စလော့ကပြောဆိုထားပါတယ်။ ဒါကြောင့်လည်းပဲမူဆာလာတရားကိုသွင်းကိုရီပြန်လဲရရှိလာတာကအသင်းအတွက်ကောင်းမွန်တဲ့စရိုက်လက္ခဏာတရပဲဖြစ်ပါတယ်။ Armstrong ရဲ့သဘောထားကိုထောက်ကြည့်မယ်ဆိုရင် Man City ဝင်ရင်ဆိုင်မဲ့ပွဲအတွက်ညာတောင်မှနေရာမှာမူဆာလာကပဲနေရာရလာဖို့ရှိပါတယ်။ဒါဆိုရင်ဘယ်တောင်မှမှာဘသူ့ကိုထားမှာလဲဆိုတာကမေးကြရပါ။အကြမ်းမြင့်အပြင်းကတော့ခူတီကပ်ဘိုကိုထားမယ်လို့ယူဆရပေမဲ့လေပွဲကြုံမှာ Armstrong ရှင်းလင်းသွားခဲ့ပုံလေးကိုထောက်ကြည့်လို့ရှိရင်ကပ်ဘိုထက်ဆိုင်ရင် Fish ကနေရာရနိုင်ချေများနေပါတယ်။ လီဗာပူးတင်ဟာအထိုင်ကျနေပြီဖြစ်တဲ့ကွင်းလယ်အတွဲကိုတော့ခွဲထုတ်သွားမှာမဟုတ်ပါဘူး။ဒီတော့ပြီးခဲ့တဲ့ပွဲစဉ်ကအတိုင်း face ကို vetong မှာတုံးလာဖို့ရှိပါတယ်။ဒီလိုမတုံးမှုဆိုရင်လည်း amslot ကိုမေးခွန်းထောက်ရမယ့်သဘောမှာရှိပါတယ်။ vetlon အနေထားအရကတော့ face နဲ့ sala ကွင်းလယ်မှာ gravity မှာကစူဖို့ဆိုတဲ့အတွဲကအဖြစ်တင်ဆုံးပါပဲ။ face ကို vetong မှာထားတုံးရတာအဆင်ပြေလားဆိုတဲ့မေးခွန်းအပေါ်မှာလည်း amslot အမြင်ကယူရှင်းပါတယ်။ ဘစ်ယောက်ကအလီဘောကုစင်မှာကစားတော့ကလည်းအလွန်ဆိုကသူ့ကိုဘယ်တောင်မှမထားပြီးတော့မှကစားဘူးတယ်ဆိုတဲ့အကြောင်းကိုပြောဆိုထားတယ်။အများစုကတော့နံပါတ်30နေရာမှာပေါ့။ဒါပေမဲ့လက်ရှိအသင်းရဲ့ဟန်ရာ ဖစ်ကိုအေရီယာအနားတဝိုက်နားမှာဖန်တီးစင်နိုင်တာကသာအကောင်းဆုံးရွေးချယ်စရာဖြစ်တယ်ဆိုတာကိုနီးပြကြီးအမ်စလော့ကကောင်းကောင်းသဘောပေါက်ပါတယ်။ဖစ်ကတိုးအားယုံအားကောင်းပြီးတော့မှလီဗာပူးအသင်းအတွက်အကျိုးရှိတဲ့ဖန်တီးမှုများစွာကိုလည်းပြုလုပ်ထားပြီးဖြစ်ပါတယ်။ဒါကြောင့်လည်းပဲပြည်သက်တဲ့အနေနဲ့က Face ရဲ့အမှန်ပါတဲ့ကစားဟန်တွေကိုလာမဲ့ပွဲကြီးပွဲကောင်းမှာထပ်ပြီးတော့မှမြင်တွေ့ရဖို့ရှိနေပါတယ်။ဇာသမားတွေကတော့အကောင်းဆုံးအားထုတ်လာကြမှာသိကြပါတယ်။ Spock ကအနေနဲ့ကတော့တောင်မန်ကစားသမား၂ဦးဖြစ်တဲ့ Mosala နဲ့ Face တို့၂ဦးတာမန်ထက်ပိုတဲ့ဆက်ဆောင်ရည်မျိုးတွေနဲ့အထူးခြေစွမ်းပြဖို့မျှော်လင့်မိပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။